မမြလင့်မဲ့ရုတ်တရက်ထစ်ပြက်ခဲ့တဲ့အဖြစ်အစတစ်ခုလှပတဲ့ကောင်းကင်ခေစဉ်ဟာအသက်တွေဆုံးရှုံးရမယ့်ခြေကွဲပွင့်ရာအဆုံးသတ်တစ်ခုဖြစ်ပေါ်ခဲ့ရပါတယ်။လွန်ခဲ့တဲ့ဇွန်လ27ရက်2025ခုနှစ်စနေနေ့ကဘရာဇီးနိုင်ငံမှာဖြစ်ပွားခဲ့တဲ့မိဘမြေတကြောင်မှုသတင်းဟာကမ္ဘာတဝန်းလုံးကိုတုံ့နှုတ်စေခဲ့ပါတယ်။ဘရာဇီးရဲ့လေတုတဲမှာလှပစွာပြန်တန်းနေတဲ့မိဘမြေတော်ဟာရုတ်တရက်ထစ်ချက်မှုလွတ်ပြီးတော့မြေပြင်ပေါ်ကိုပြုတ်ချခဲ့ရတဲ့အကြောင်းရင်းကပါလေ။ဒီဖြစ်ရကြောင့်ဘနဥသိဆုံးပြီးတော့လူပနေရောက်တရားရရှိခဲ့လေဆိုရင်နောက်ဆုံးရအခြေအနေ နေတွေနဲ့စုံစမ်းစစ်ဆင်မှုတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်။ဒီထက်ကမှာ2025ခုနှစ်ဇွန်လ27ရက်စနေနေ့မနက်၈နာရီဝန်းကျင်ကဘရာဇီးနိုင်ငံတောင်ပိုင်းစန္ဒာကန်ကလီနာပြည်နယ်ပရစ်ဘရန်ဒီမြို့အနီးမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ရက်22ဦးမှဝင်တဲ့မိဘပြန်တလုံးဟာကောက်ခရံကိုပြန်တက်နေစင်မှာပဲရုပ်တရက်မိလာကျွမ်းပြီးထဲချက်မှုလက်ကမြေပြေပေါ်ကိုပြုတ်ချခဲ့ပါတယ်ဒီတရက်ကြောင့်ရှစ်ဦးတိဆုံးခဲ့ပြီးတော့7ဦးတရားရရှိခဲ့တယ်လို့အာမဘန်ရင်ကအတည်ပြုထားပါတယ်တိဆုံးသူတွေထဲမှာမိဘပြန်ကိုမောင်းနေတဲ့လင်းငင်းမှုအပါအဝင်ခရီးသည်တွေလည်းပါဝင်ပါတယ် ထိတ်လန့်စရာကောင်းတာကတော့တည်ဆုံးသူ၈ဦးထဲက၄ဦးမှာမိလောက်ကျွဲခံရပြီးတည်ဆုံးခဲ့ရတာဖြစ်ကကျန်၄ဦးကတော့မိဖုံးပြန်ပြုတ်ကျနေချိန်မှာခုန်ချခဲ့တာကြောင့်ဒဏ်ရာပြည့်နေစွာရရှိပြီးတော့နောက်ဆုံးမှာတည်ဆုံးခဲ့ရတာဖြစ်ပါတယ်တရှိကြံရခဲ့တဲ့ဆက်တောင်းဦးထဲကတချို့ကတော့မိဘမျက်မြင်ပြနဲ့နီးကပ်လာတဲ့ချိန်မှာအန်ဒီအကြားကနေခုန်ချပြီးတော့အသက်ရှင်ခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ဒေယာရရှိသူတွေကိုတော့နီးစက်ရစီးရုံတွေမှာတင်ဖို့ကူတာပြီးခဲ့ရပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးတော့ဘရာဇီးအာဏာပိုင်တွေကအလျင်အပြန်စုံစမ်းစစ်ဆေးမှုတွေစတင်ခဲ့ပါတယ်။ ကနဦးသုံးသက်ချက်တွေအရာပြစ်ချရတဲ့အဓိကအကြောင်းရင်းကတော့မိဘပြင်ရဲ့ခြင်းနောက်တွေမှာရှိတဲ့အရန်မီးတိုင်ကနေပြီးမိစတင်လောင်ကျွမ်းခဲ့တာကြောင့်ဖြစ်တယ်လို့လေရင်မှုရဲ့ပြောကြားချက်အရသိရပါတယ်။လေရင်မှုဟာမိလောင်မှုစတင်ချိန်မှာမိဘပြင်ကိုမိပြင်သားကိုချဖို့အတွက်စ조사ခဲ့ပြီးတော့ခရီးသည်တွေကိုခုံချဖို့ပြောခဲ့တယ်လို့လည်းသိရပါတယ်။ဒီလိုမိဘမြင်ပြစ်စမှုတွေဟာကဘာတဝန်းလုံးမှာရပ်ပန့်ရကဖြစ်ပွားတတ်ပေမဲ့လူအများရဲ့စိတ်ကိုထိတ်လန့်စေပြီးအထူးသဖြင့်မိဘပြန်ဆင်းရဲသူတွေရဲ့ဘေးကင်းရေးကိုပြန်လည်မိခိုးထုတ်စေခဲ့ပါတယ်။ ဘရာဇီးနိုင်ငံဟာမီးဖို့မြစင်းနေမှုနဲ့ပတ်သက်ပြီးတော့နမကြီးရဲ့နိုင်ငံဖြစ်တာကြောင့်ဒီဖြစ်ရပ်ကအနာဂတ်မှာမီးဖို့မြလုံငန်းအပေါ်ဘလို့တရားမှုရှိမလဲဆိုတာကိုစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးတော့သင်တို့ရဲ့ထင်မြင်ယူဆချက်တွေဒါမှမဟုတ်အတွေ့အကြုံတွေရှိခဲ့ရဆိုရင်ကွန်မန့်မှာရေးသားပေးဖို့တက်ဖြစ်ခေါ်ပါတယ်ကျမရဲ့ channel ကို like and subscribe လုပ်ပြီးတော့နောက်ထပ်စိတ်ဝင်စားစရာသတင်းတွေနဲ့အကြောင်းအရာတွေကိုစောင့်မျှော်တင်ပြပေးကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်